ကျွန်တော်ဒီနေ့ review လုပ်ပေးခြင်းတဲ့ video ကတော့ဒီ LED ပေါ့နော်ဒီ LED နဲ့အဲဆိုင်ကယ်နားမှာဘယ်လိုတက်ရမလဲပေါ့နော်ဒီ LED မီချိုးတွေကိုဆိုင်ကယ်မှာဘယ်လိုတက်ရမလဲဘယ်မီချိုးနဲ့ဘယ်လိုမျိုး join ပြီးပြီဆိုလို့ရှိရင်ဒီဒီမီတီရဲ့မီချိုးနဲ့မီခလုတ်ရဲ့မီချိုးနဲ့ဘယ်လို join ရမလဲဆိုလဲ review လေးကိုကျွန်တော်အားပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်မှားတဲ့အဲဒီမီလီယာကျတော့ဒီကောင်လေးပေါ့နော်ကျွန်တော်ကတော့နဘူးမှားနော်တဘူးကဟိုမှာကြံခဲ့လို့အဲတဘူးပဲယူလာရတယ် တရားလေးနှစ်ပိုးပေါ့နော်နှလုံးမာပဲပေါ့နော်နှလုံးမာတယ်သူ့ရဲ့မိဂျိုးလေးကတော့အနီးနဲ့မဲဆိုပြီးတော့နှချောင်းပဲပါရပေါ့နော်အနီးနဲ့မဲပြီးနှချောင်းပဲပါတာကိုခလုတ်မှာကကြတော့ အဲမီချိုက3ချောင်းပါလာတယ်ဗောနော်ခလောကသူထည့်လာပေးတဲ့အတိုင်းဗောနော်သူထည့်လာပေးတဲ့အတိုင်း3ချောင်းပါတယ်မမှန်ဆိုလို့ရှိရင်တော့အဲဒီမီလုံးမှာလဲ2ချောင်းပဲဆိုလို့ရှိရင်တော့ခလောကလဲ2ချောင်းပဲပါရမှာဗောနော်ဒါပေမဲ့လဲခလောကဒီအပေါ်ခလောကတစ်ခုပါပါတယ်ကျွန်မ3ချောင်းဖြစ်နေတယ်ဒါပေမဲ့လဲကိစ္စမရှိဘူးဗောနော်မဖြစ်လို့လဲဆိုတော့ဒီမီဒီယာမီချိုအနီနဲ့မဲပါတဲ့2ချောင်းကိုအချင်းချင်းပူလို့ရတယ်เนาะမီချိုမှာမီဒီမှာအနီ2ချောင်းပါအနီနဲ့မဲ2ချောင်း2ချောင်းစီပါမယ်ဆိုလို့ရှိရင်အနီ2ချောင်းပူလိုက်မယ်ပြီးရင်အမဲကို2ချောင်းပူလိုက် ိုက်မယ်မချောင်းဝေးပြီဆိုလို့ရှိရင်ခလုတ်မှာမီဂျိုတုံးချောင်းရှိတယ်ပေါ့နော်ခလုတ်မှာကကျတော့ကျွန်တော်အစီမှာ အမဲရဲ့အဝါရဲ့အနီရဲ့ဆိုပြီးသုံးချောင်းရှိရယ်သုံးချောင်းရှိတာကိုကျွန်တော်တို့ကသူ့ရဲ့ခလုတ်ကအပေါ်ခလုတ်တစ်ခုပပဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအဓိကဒီမီဒီနဲ့နောက်ကိုလိုက်ပေါ်တော့မနော်မီဒီနောက်ကိုလိုက်ပြီးတော့နှချောင်းဝဲပါရဖြစ်တဲ့ကြောင့်ကျွန်တော်တို့တချောင်းခောက်ထားလိုက်မယ်နော်အကိုမလို့ရှင်တဲ့ချောင်းပေါ်လာသူကအဓိကအဖြစ်အနီနဲ့မဲပဲအလုပ်လုပ်တာများတယ်ဒီအဝါကျတော့အပေါ်မီဖြစ်ဖို့များတယ်ပေါ့နော်ဒါကျွန်တော်အထင်နဲ့ကျွန်တော် ပေါ့နော်ကျွန်တော်တတ်ပြီးတဲ့ခါကျလို့ရှင်တော့အခါပြန်ပြပြပေးမှာပေါ့နော် โอเคခုဆိုလို့ရှိရင်ကျွန်တော်မီတီကိုသူ့နေရာသူတက်ထားပြီးပေါ့เนาะမီတီကိုတက်ထားပြီးပြီအဲ့တော့မီဂျိုကျတော့ဒီအောက်ကနေကျွန်တော်ဆွဲပြီးတော့ကျွန်တော်ဒီအပေါ်ယူလာပြီးပေါ့เนาะယူလာပြီးတဲ့ခါကျတော့ကျွန်တော်ခုနကပြောပြထားတဲ့အတိုင်းအဲမီတီမှာပါတဲ့ဂျိုးနှချောင်းနဲ့ခလုတ်မှာပါတဲ့ဂျိုးနှချောင်းပေါ့เนาะမီတီမှာဂျိုးနှချောင်းနှချောင်းစီပါတဲ့အတွက်ကြောင့်မလို့နှချောင်းနှချောင်းစီပူထားလိုက်တယ်အနီနှချောင်းအမဲနှချောင်းပူထားလိုက်တယ် အနီနှချောင်းအမဲနှချောင်းပူထားလိုက်တယ်အဲ့တော့အဲ့ဒီမိတီမှာပါတဲ့ကျုံနှချောင်းအခုလို့ဆိုလို့ရှိရင်နှချောင်းပဲကျန်တော့မယ်နော်အနီရယ်မဲရယ်ဆိုပြီးတော့နှချောင်းပဲကျန်တော့မယ်နှချောင်းပဲကျန်တော့မှာဖြစ်တဲ့ကြောင့်မို့အနီရောင်ကိုမိတီမှာပါတဲ့အနီရောင်ကို ျွန်တော်တို့ပူထားလိုက်ပြီးကျွန်တော်နှချောင်းမကြအောင်အဲ့ဒီအနီရောင်ကိုခလုတ်ကလာတဲ့ခလုတ်ကခလုတ်မှာတက်တဲ့အလာတဲ့အနီရောင်နဲ့ပေါင်းလိုက်မယ်เนาะဆိုတော့မိပြီးကလာတဲ့အနီရောင်ကျိုးကိုခလုတ်မှာခလုတ်ကလာတဲ့အနီရောင်ကျိုးနဲ့ပေါင်းလိုက်ပြီဆိုလို့ရှိရင်မိကျိုးတစ်ချောင်းမကြရမယ်เนาะမိကျိုးတစ်ချောင်းအဲ့ဒီမိတီးကလာတဲ့ကျိုးတစ်ချောင်းမကြရမယ်เนาะမိကျိုးကလာတဲ့မိမိတီးကလာတဲ့ကျိုးတစ်ချောင်းကိုကျွန်တော်တို့ဒီဘက်ထရီရဲ့အမအမနဲ့ join ပေးလိုက်မယ်เนาะမိတီးကပို့တဲ့ကျိုးတစ်ချောင်းအမဲရောင်ကိုကျွန်တော်တို့အမနဲ့အမဘက်ထရီကလာတဲ့အမနဲ့ join ပေးလိုက်မယ်ပြီးတော့ ခလုတ်ကလာတဲ့ဂျိုးတချောင်းပိုတဲ့ဂျိုးတချောင်းကိုကျွန်တော်တို့ဘက်ထရီကလာတဲ့အအပောင်းအပောင်းနဲ့ join ပေးလိုက်မယ်နော် join ပေးတဲ့ကြောင့်မို့ဒီမှာဒါကျွန်တော်ဆက်ထားတာဒါပေမဲ့တော့ပိုက်ပြရတယ်ကျွန်တော်မီးတစ်ချက်ဖွင့်ပြပေးမယ်နော်မပြပြီနေထားဘယ်လိုလာမလဲဆိုတော့ကတော့ကျွန်တော်ကဘာဖြစ်လို့ဆက်ရေ노ဘီမှာဖွင့်ပြလဲဆိုတော့ကျွန်တော်ဘက်ထရီနဲ့တိုက်ရိုက် join ပေးတဲ့ကြောင့်မို့ဘက်ထရီကောင်းမှာဆိုလို့ပေါ့နော်အော်ဒါပရမတစ်ချက်ပေါ့နော်အဲဒါအောက်မီးတစ်ချက် โอเคဒါကပေါ်မီ3ချက်အန်နဲโอเคဒါဆိုလို့ရှိရင်မီတီ join နဲ့ဂျိုးလေးစင်ပြေပါရေပေါ့နော်အန်ဒါတစ်ချက်ချင်းဖိရဟာပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီလောက်ဆိုလို့ရှိရင်စင်ပြေဒီဟာဒီလောက်ကတော့ LED မီတီနဲ့ LED မီခလုတ်ကိုတွဲတဲ့နီမီဂျိုးတွဲတဲ့နီပဲဖြစ်ပါတယ်